အရှုံးဆိုတာမသိသေးပေမဲ့အားနည်းချက်တွေတော့ရှိနေသေးတယ်။မန်ချက်တာနိုင်ငံကမင်းကကစားခဲ့တဲ့ပေးမြလေးပွဲစဉ်မှာတော့ Northern Forest အသင်းနဲ့တဖက်နဂိုးစီတေးကြပြီးသူတို့နိုင်ပွဲဆက်မှုကရပ်တန့်သွားခဲ့ပြီဖြစ်ပါရင် United အသင်းဟာ Sunderland ကိုနိုင်တယ်ပြီးတော့ Liverpool ကိုအဝေးကမှနိုင်တယ်နောက်ပြီး Brighton ကိုအိမ်ကမှ၄ဂိုးနဲ့နိုင်တယ်ဒါဟာနေပြ Robin Amorin လက်ထက်ပထမအဆုံးအကြိမ်ဖြစ်ပြီးပရီးမီယာလိမှာ၃ပွဲဆက်နိုင်ပွဲကိုရရှိခဲ့တာဖြစ်ပါရင်အဲနောက်မင်းညာက Northern Forest အသင်းရဲ့ ဒီအိမ်ပွဲမှာတွားရောက်ကစားခဲ့ပြီးတော့ United အနေနဲ့၄ပွဲမြောက်နိုင်ပွဲကိုဖော်ဆောင်မှုအတွက်အခွင့်အရေးရခဲ့ပေမဲ့အားနည်းချက်တွေလိုအပ်ချက်တွေရှိနေသေးတာကြောင့်တေးရနဲ့လာချင်းနဲ့ခင်ရတာဖြစ်ပါရင်ပြောမယ်ဆိုရင် United အတင်အားဒီပွဲဆင်မှာဥဆောင်ကိုဘရိုင်းဝိုင်းမှာတွင်းယူခဲ့ပြီးတော့ဘရိုင်းဝိုင်းပြီးမှလည်း1-0နဲ့ဥဆောင်ထားနိုင်ခဲ့ပါရင်ဒါပေမဲ့ဒုတိယပိုင်းပြန်ဆားမှာ United အတင်ဟာ ဒီအမြင်ပေါ်အားရင်းချက်တွေကနေပြီးတော့ခြေပါ9နဲ့အနိုင်9တွေပြိုင်မဲ့အသင်းကိုပြန်လည်ခွင့်ပြုပေးခဲ့ရပြီးတော့နှစ်ဂိုးတခုနဲ့ရှုံးနေနေကြတာဖြစ်ပါတယ်။အဲ2-1ဖြစ်သွားတဲ့အချိန်မှာ Northern Forest အသင်ဟာ Kansas အားတန်ကစားကွက်ကိုအားပြုကစားပြီးတော့ Mid-block Low Block တွေနဲ့ United အသင်ကိုရင်ဆိုင်ဖို့ကြိုးစားလာခဲ့ပါတယ်။အဲဒီအချိန်မှာ United အသင်ဟာဗပောင်းစုံကနေပြီးတော့အကောင်းဆုံးထိုးဖောက်မှုတွေပြုပြီးတော့ခြေပါ9ကိုပြန်လည်ရရှိဖို့ကြိုးစားခဲ့ပေမဲ့တကယ်တမ်းခြေပါ9ရရှိခဲ့တာကပွဲချိန်80မိနစ်မှာဖြစ်နေပါတယ်။အဒီခြေပါကူကလည်းနောက်ခံလူတွေရှုံ့ရှက်ခတ်နေတဲ့ခြေကနေပြီးတော့အာမက်တီယာလိုက area ထိပ်ကနေဘောလီကန်ချန်နဲ့ကန်သွင်းသွားခဲ့တာဖြစ်ပါရင် အတွေ့အလုံးတိုင်းတာယာကြည့်မယ်ဆိုရင်ရိုက်တဲ့အသင်းမှာအားသာချက်တွေလည်းမြင်တွေ့ခဲ့ရသလိုအားနည်းချက်တွေလည်းမြင်တွေ့ခဲ့ရပါတယ်။အရင်ဆုံးအနေနဲ့အားသာချက်တွေကိုပြောမယ်ဆိုရင်ရိုက်တဲ့အတိုင်းစစ်ကစားဟာပိုပြီးတော့ကြည့်လို့ကောင်းလာတယ်။ဒီပွဲစဉ်မှာဆိုရင်ဘရာဘိုင်းတပိုင်းအတွင်းမှာယူနိုက်တက်အသင်းကဂိုးရနိုင်လောက်တဲ့အပိုင်ခွင့် တောင်းရင်ချိန်လောက်ကိုရှိခဲ့ပြီးတော့ဒါနော်တန်ဖောရန်အသင်းရဲ့ဂိုးသမားလန်စွမ်းပြကာကွယ်တာနောက်ပြီးနော်တန်ဖောရန်အသင်းရဲ့ကန်စီပိုင်းရဲ့ချစ်လက်မှုတွေကြောင့်သာ United တို့တကူနဲ့သာကျင်တဲ့ကြရဖြစ်ပါရင် Prime ပွဲချင်းအတွင်းမှာ Shaq ရဲ့ကန်ချက်တွေဒီ Ahmed Diallo ရဲ့ area take ကအဝေးကန်ချက်တွေကတော်တော်လေးကောင်းခဲ့ပြီးတော့ဒီနော်တန်ဖောရန်အသင်းရဲ့ဂိုးသမားကာကွယ်သွားနိုင်ခဲ့လို့သာဒီထက်ပိုပြီးဂိုးမရခဲ့တာဖြစ်ပါရင်နောက်ချက်က United အသင်းရဲ့နောက်တန်းနဲ့ဂိုးသမား Sandy Lassman ရဲ့လန်စွမ်းပြမှုပါ Sandy Lassman အနေနဲ့သွင်းကုန်တကူခွင့်ပြုခဲ့ရတယ်ဆိုပေမဲ့ Prime ကစွမ်းဆောင်ရရဆိုသူရထိတ်တန်းအဆင့်မှာရှိနေစေဆိုတော့ပြသနေစေဖြစ်ပါရင် Prime ပွဲချင်းအတွင်း Andori ရဲ့အဝေးက ံချက်ကိုလည်းဆွမ်းမြကာဝယ်ပြီးတော့ဖမ်းသွားခဲ့တာတွေကတော်တော်ကြီးကောင်းပါတယ်။နောက်ခုက United နောက်တန်းကဒီပွဲအစစ်မှာနည်းနည်းကျစ်လာတယ်ဆိုတာကိုလည်းကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။အဲ့တော့အသာချက်လည်းရှိလို့အားနှင်းချက်ကတော့ထုံးစံတာ United အသင်းကအမြင်ပေါ်နဲ့ပတ်သက်ပြီးတော့ခုထိအားနှင်းချက်တွေရှိနေတော့မှပဲ။အဲ့တော့အမြင်ပေါ်ကနေပြီးတော့ဥဆောင်ကိုရခဲ့တဲ့ဆိုပေမဲ့လည်းဒုတိယပိုင်းပြန်ဆားမှာအထာနေပြီးတော့မမ်မာကင်နေလွတ်ခဲ့တာအကြောင်းဒီအမြင်ပေါ်အားနှင်းချက်ကနေပဲ အနော်တန်ဖောရန်အတင်းကိုဒီချေပါကုန်းနဲ့အနိုင်ကိုပြန်ပေးလိုက်ရတာဖြစ်ပါတယ်တေးကြပြောမယ်ဆိုရင်နော်တန်ဖောရန်အတင်းကသွင်းယူသွားခဲ့ချေပါကုန်းမှာဆိုရင် United အတင်းရဲ့နောက်ခံလူရဲ့မမကင်တော်တော်လေးညံ့သလိုဥဆောင်ကုန်းမှာဆိုလည်းနောက်တန်းရဲ့အာယုံဆိုင်မှုကတော်တော်လေးညံ့သွားခဲ့လို့ပြောရတာဖြစ်ပါတယ်နောက်ဆိုးတဲ့အကောင်ကတော့ဒီပွဲစဉ်ကိုတေးရလဲထွက်ပေါ်အောင်ကစားနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒါကိုကြည်ချင်းအားဖြင့် United အတင်းကအရင်လိုလွယ်လွယ်နဲ့အနိုင်လို့ရတဲ့အတင်းမဟုတ်ဘူးဆိုတာသက်သေပြရလဲရောက်ပါတယ်2-1ဖြစ်သွားတဲ့အချိန်မှာ United ကစားသမားတွေကစိတ်သက်ရောကြခြင်းမရှိဘဲနဲ့ထောက်လျှောက် ပွင့်လေကိုဒိုမနီလုံးနိုင်ခဲ့တယ်လို့ဗဲမဲတိုက်စစ်ကိုလည်းတောက်လျှောက်ချင်းချောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်ဘရူနိုဖာနန်ဒက်ရဲ့ကန်ကျက်တိုင်းထိထွက်ခဲ့တာတွေဒီအမ်ဘူမိုကက်စမီရိုရဲ့ကန်ကျက်တွေဒါဘေးကိုချော်ထွက်ခဲ့တာတွေကယူနိုက်တက်အတွက်နင်းနာစရာတွေအများကြီးပါဘာဖြစ်ဖြစ်အခုဆိုရင်ယူနိုက်တက်အသင်းအားပရီးမီယံလိပွဲချင်းလည်းဆက်ပြီးမှ9ပွဲနိုင်2ပွဲတေ3ပွဲရှုံးဒါရမန်18မိနစ်နဲ့အမပေးစရာရဲ့အဆင့်9နေရာမှာရက်တည်နေပါတယ်ဒါကလက်ရှိချိန်မှာအမပေးစရာအဆင့်3နေရာရောက်ရှိနေတဲ့လေဘောင်းတင်းရဲ့တမတ်အကွာထိတ်ဆုံးမှအုပ်ဆောင်နေတဲ့အာဆင်နယ်အသင်းထဲကတော့ ရှင်းမလောက်ထိကွာသွားခဲ့ပြီးပါတယ်။ United တို့ဒါမဲ့ပွဲစဉ်မှာလမ်းကြောင်းမှာပေါ်ပြန်တက်နိုင်မလားဆိုတာကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရပါဦးမယ်။